ရည်ကြီးမှုတွေဆုံးသမ်းစင်လာတွေကိုဖြတ်ဖို့အတွက်စာအုပ်တွေကိုမီရှို့မလိုပါဘူးဘာတော့လူတွေစာဖတ်အောင်လာလှုပ်လိုက်ပါဆိုတော့ရှင်မြတ်စာဖတ်ဖို့လိုလားမလိုဘူးလားအရေးကြီးလို့တယ်ဗျာနော်အဲ့တော့ကဘာမှာတော့စာဖတ်နေကြတာကြီးတို့ကြည့်လိုက်ကြအောင်ကဘာကိုလှမ်းကြည့်လိုက်ဗျာဗတင်းပေါက်ဖွင့်ပြီးတော့ကျောင်းဗတင်းပေါက်ကျောင်းရဲ့မုတ်ပေါက်အပြင်ဘက်ကိုလှမ်းကြည့်လိုက်ဗျာဒါကဘာတွေတုံးဗျာအမျိုးသားစာကြည့်တိုင်းတရုတ်နိုင်ငံတရုတ်နိုင်ငံအခုစီးပွားရေးဘလောက်များတိတ်ဆောင်ဖိ မော်စီတုံးကတနိုင်ငံလုံးကိုပြန်ပြီးတိနေမော်စီတုံးကအာနာရှင်နော်လူသားသမားကဘာကမှတ်ဖို့နေပေးလိုက်တယ်လေဘာပဲပြောပြောထားနောက်တော့တိတ်ဆောင်မင်းလက်ထက်ရောက်လာတယ်ခေါင်းဆောင်မှုကိုမျှဝေပြီးခေါင်းဆောင်မယ်ကနရာသာပုံစံဘက်ကိုသွားတာအဲ့ဒါဆိုတော့မျှဝေပြီးတော့ခေါင်းဆောင်မယ်အဲ့ဒီခေါင်းဆောင်တွေက2025ဟာတရုတ်နိုင်ငံ Made in China 2025 2025ဟာတရုတ်ဖုန်းနေဒီမှာတရုတ်ဖုန်း ဒီမှာ American brand Apple တရုတ်နိုင်ငံမှာထုတ်တာအခု iPhone 7ရစပြီးဈေးတွေအများကြီးမြောက်သွားလိမ့်မယ်တရုတ်မှာမထုတ်နိုင်လို့ပစ္စည်းတွေရတော်တော်များများဟာတရုတ်ပြည်မှာထုတ်ရုပ်ပြည်ရထွက်လာ Made in China 2025 2025ဟာတကမ္ဘာလုံးမှာထုတ်ကုန်နေရာဂန်တွေတော်များတရုတ်ဖြစ်ရရုပ်ပစ္စည်းဖြစ်ရအခုအမေရိကန်ကတရုတ်ထက်အများကြီးတာတယ် GDP မှာထားလိုက် USA ဆရာကြီး တော်တော်သူကနော်ခုတရုတ်နဲ့ရှင်တဲ့အခါကျတော့တရုတ်တဲ့စီးပွားရေးတော့တာတယ်အခုတရုတ်ကိုကြောတက်ဖို့ကြိုးစားနေတာအိန္ဒိယလူရေတန်းထောင်းလေးရာကျော်ကြီးကဘာမှအများဆုံးဖြစ်သွားပြီတရုတ်ကိုကြောတက်သွားပြီကိုယ်ကွယ်ယုံကြည်ပုံပေါင်း1600လောက်ရှိတယ်အိန္ဒိယမှာလူမျိုးပေါင်း150လောက်ရှိတို့နိုင်ငံကြီးဒီမိုကရေစီနိုင်ငံကြီးပဲနေလို့ရတာဘာကြောင့်တော့ဒါလည်းဒီလိုစဉ်းစားရတာတွေပေါ့စိတ်ဝင်စားရတာတွေပဲနော် အဲ့တော့အိန္ဒိယတရုတ်ကိုမိဖို့ဆယ်စုနှစ်တည်းသူမမိသေးဘူးတရုတ်ကအိမ်ချမ်းမြေပြိုလဲသွားတဲ့အခါတရုတ်စီးပွားရေးအခုပြုံးနေပြိုကျသွားဒါပေမဲ့တရုတ်ကပြိုလဲသွားတာမဟုတ်ဘူးတဲ့ဒါဟုတ်သူတို့ကြိုးမြင်မိကြတယ်အိမ်ချမ်းမြေရဲ့အကြိုင်ခံမှုလေဒါကြောင့်သူတို့ကနီးပညာဘက်ကိုသွားနေတာနီးပညာဘက်ကိုသွားနေတာ content နီးပညာတွေရှင်ပြကွန်ပျူတာကုတ်ရေးတဲ့အစင်မဟုတ် content စနစ် content နီးပညာနဲ့သုံးတဲ့စနစ်တွေကိုခုနောက်ဆိုရင်ရှင်ပြနောက်10နှစ်လောက်နေရင်ဒီဒီဒီကွန်ပျူတာက အမှိုက်ပုံးနဲ့ရောက်စနစ်တွေကအခုကန်ကန်ကန်ကွန်နက်ကွန်ပျူတာတွေပေါ်လာရင်အများကြီးလှုပ်လှုပ်နိုင်လိမ့်မယ် AI တွေနဲ့အခုနာနိုချစ်တွေဆိုရင်အခုတရုတ်က6နာနိုရီပီတာလောက်ထုတ်နိုင်ပြီနော်အလွန်တန်ဆွမ်းရင်မြင်လာပြီဒါတော့သူတို့တွေအများကြီးကြိုးစားတာရွအဲ့ဒါပြောချင်တာဒီနေ့သူ့နောက်ကကတ်လိုက်နေပါတယ်ဆိုတော့အိန္ဒိယမှီဖို့အများကြီးလိုတယ်ဒါပေမဲ့အိန္ဒိယလည်းကမ္ဘာမှာနည်းပညာအကောင်းဆုံးထဲမှာပါတယ် ဲ့ဒါတပည့်တော်ပတ်ဝန်းကျင်ရဲ့နိုင်ငံတွေအာရှမှာကြိုးစားနေလိုက်တာတပည့်တော်နိုင်ငံကတော့အခုချိန်ထိသိဖြစ်လို့ကောင်းတော့ရန်ဖြစ်လို့ကောင်းတော့တပည့်တော်အများကြီးယူသားမှာတရုတ် the most beautiful library in the world ကဘာအလှဆုံးစာကြည့်တဲ့ကြီးတယ်တရုတ်နိုင်ငံမှာရှိမွန်မွန်ဒိုတဲ့စာကြည့်တဲ့နာမည်လေးသန်းကျော်ရှိတယ်စာကြည့်လိုက်တစ်တိုက်ထဲမှာစာအုပ်ပေါင်းလေးသန်းကျော်ရှိတယ်ဒါပါတယ်တော့ဗျာ AIU တက္ကသိုလ်စာကြည့်တဲ့ဂျပန်ဘမ်ဘူးဝါးရည်နဲ့ကြီးစောက်တော်ခါနာတက္ကသိုလ်စာကြည့်တဲ့ ဒီမှာကြည့်ပါအောင်ပါတယ်အမျိုးသားစာကြည့်လိုက်ဂျပန်ချယ်ရီဘန်နေနဲ့ချယ်ရီဘန်နေနဲ့စာကြည့်ရအောင်ဘလောက်ပလဲပနာတဲ့ဘလောက်လဂျပန်မှာ Sea Flower Festival ဆိုပြီးရှိတယ်ပန်းကြည့်ပွဲတော်ပန်းလေးတွေကိုမိသားစုတွေသူ့ယာတွေရောက်ရင်ပန်းလေးသွားကြည့်တယ်ဒီနေ့ကိုပန်းမလေးအောင်မစားရရှိတာအော်မနက်ကပန်းလေးတွေလှလိုက်တာချယ်ရီဘန်ညနေကျတော့အဲ့ပန်းလေးတွေညှို့ပြီးတော့ပွန့်ပတ်တွေကျွေးကြသွားပြီ ရဇောဟရံလို့ပြောပေါ့ဆူရပန်တို့လို့အနေသတညာထင်ထင်းသွားစရာရှိတယ်အဲဒါတက်ကံပါတယ်ဒီဆိုဒီလိုနိုင်ငံပါလို့ပန်းရှင်ချိုးဟဖျားဝှထိုးဒါနာပြုတာကအတ္တကြီးဒီလိုနိုင်ငံပါငါကုသိုလ်ရဖို့ပဲကြံတဲ့သူပန်းမြင်းမြင်းမမြင်း အပင်လိုက်ကြီးလူလို့မရဘူးလားဤပန်းပြင်းမြတ်စွာဘုရားပူဇော်ပါ၏ပေါ့တော့မို့ဈေးထဲမှာအလွယ်တကူအစင်သင်ရှိပြီဒါနဲ့မရဘူးလားအလှလှုပ်တာကယောဂီတွေအရှင်မြတ်ခိုးဖို့ပဲချောင်းနေဒီကံကောပန်းတွေပါလေပွင့်ရင်လေအဲလက်မလားဘုန်းကြီးတွေလေချိုးဖို့ပဲချောင်းနေဒီလိုပြောကြင်တာအဲ့ဒါပြောတာဒီတရားလာထိုင်နေဆိုတဲ့သူတွေကွာဒီတိုင်းဖြစ်သူများနိုင်ငံအလှကြည့်အဲ့ဒီအလှတရားကိုအပြည့်အဝခံစားတယ်ဒီအလှတရားလည်းပျက်စီးတဲ့တယ်ဆိုတဲ့ဟာကိုသူတို့လက်ကျင့်ပေးတာ flower festival sea flower festival နော်ဘလော့စနစ်တွေကောင်းလဲဗျာဂျပန်လက္ခဏာပြန်လာတာမဟုတ်ဘူးအဲ့တော့ရေဘိုနိုင်ငံမှာမင်းတို့မင်းမင်းတို့မင်းလက်ထက်တော့နိုင်ငံသားပြင်ရောက်တဲ့တင်ဒီလိုဆောက်ပို့ပေးမယ်ရှားတဲ့နိုင်တို့ရေးတာတဲ့ကိုလိုနီခေတ်မြန်မာနိုင်ငံသားပြင်ရောက်တဲ့များအကြောင်းဆိုတဲ့ဆောက်ရှိတယ်68ရောက်အောက်မြန်မာပြည်နယ်ဆိုတဲ့103ရောက်အဲ့တော့အောက်မြန်မာပြည်ကအင်္ဂလိပ်အောက်အဲ့ဒါတဝက်လောက်ပြန်မရောက်လားနိုင်ငံကတော့တစ်တီရောဗရမရာတွေရောယရနာတွေရောစိန်တွေရောအများကြီးပြေးလိုက်ရ နိုင်ငံခြားပညာသင်သွားတဲ့သူတွေပြန်မလား brain drain လို့ခေါ်တယ်တပည့်တော်နိုင်ငံကကိုယ်မောင်ခေနေရအောင်တော်ယူစီအခုတော့ brain drain တော့မကဘူးလူတွေပါယူစီသွားနော် brain drain တော့ပညာရှင်တွေမကဘူးလုံသားတွေပါဆုံးရှုံးသွားအရင်တော့ပညာရှင်တွေဆုံးရှုံးတာအခုကလုံသားပါဆုံးရှုံးဒီလိုနိုင်ငံမှာငါးသန်းကျော်ပြီအခုလုံသားဆုံးရှုံးတာနိုင်ငံသားမှာအလုံးလုံးနဲ့ငါးအဲ့ဒါဒီတိုင်းပြည်ရဲ့လုံသားဆုံးရှုံးမှုပဲတပည့်၆ပြရတာ ဒါတော့သုတဲ့မှာမသုတဲ့ရင်အဲ့ဒီလူတွေဟိုမှာသာဟိုမှာဟိုမှာရရသာသာပဲဒီလိုတို့ညင်ရဟိုမှာလည်းရရသာသာပဲဒီမှာလည်းရရသာသာပဲဆုံးရှုံးတာတိုင်းပြည်ကတံပိုးဖြတ်လို့မရလူသားရင်းမြစ်တွေအများကြီးဆုံးရှုံးတာဒါတော့အဲ့ဒီမှာအဲ့ဒီကုန်းမောက်ခင်းတဲ့လူဆိုရင်အဲ့ဒီခက်ကမေဂျီဘီဂျပန်မှာမေဂျီရီဖောင်းဂျပန်ကိုအခုလို့ဂျပန်ရဲလို့လူလူသူသူဖြစ်တာဂျပန်အရင်တော့ဒီမျိုးနိုင်ငံတည်းဆိုတယ်ခေါ်တာဒီနင်ဂျာတွေနဲ့ တော်ရင်းနဲ့တောင်းလျှောက်သူတို့လည်းတွေးတဲ့နေရာပတ်တယ်။တရွာတမင်းပဲ။တရွာတမင်းပဲ။နောက်အဲ့ဒါမေဂျီဘင်းကြီးလက်ထက်ကြတော့ဒါကိုဒါပြောင်းမယ်ဒီတွေးခေါ်တွေပြောင်းမေဂျီရီဖောင်းခြေခံဥပဒေကိုပြင်အောင်ဓမ္မကောင်အသည့်ရေးဆွဲတယ်။အသည့်ရေးဆွဲပြီးတဲ့အခါကျတော့နိုင်ငံသားကိုပညာတော်တင်430ကျော်လွှတ်တယ်။အကုန်ပြန်ရောက်လာတယ်ဗျာ။ဘလောက်ထိရင်းတော့ဂျပန်ကပုတ်လုံးပြောဘူးလား။နောက်အမျိုးသမီးတွေရောပါတယ်။အဲ့ဒါသူများနိုင်ငံကမျိုးကောင်မျိုးကောင်အရာမောင်းရော ညံညံသူမြင်းတဲ့သူတွေနဲ့အတူတူနေလာသူ့နိုင်ငံပြန်မွေးတယ်။အဲဒါလောက်ဒီကိုအနစ်နာခံခဲ့တာဂျပန်မတွေကလည်းအခုဂျပန်မော့အကြည့်နေရတာရှင်ဗျာ။ဒီပြည်တော်တို့ပြန်ကုန်ကြည့်သွားပြီ။နော်ဘယ်ဘက်ကိုကြည့်မလဲ။ကဘာမှာဆိုရင်အဆင့်လေးလောက်ရှိချမ်းသာကြော်ရမှုဟုတ်ပလားဗျာနော်။အာရှအာရှမှာနံပါတ်1ပဲ။အဲဒါဂျပန်ဂျပန်နိုင်ငံရဲ့စာကြည့်တိုက်ကြီးခုနတက္ကသိုလ်စာကြည့်တိုက်ဒါသူ့ရဲ့အမျိုးသားစာကြည့်တိုက် ။ဗီဇာကြီးတဲ့ကြီးကြီးပါအောင်ဗျာ။ Library Hotel in New York City အမေရိကန်မှာရှိတယ်၊နယူးယောက်မှာရှိတယ်။ဟိုတယ်စာကြီးတဲ့တဲ့။ဟာဟုတ်နေတယ်။ဒီလိုနိုင်ငံဟိုတယ်စာကြီးတဲ့ကပါဟိုတယ်စာကြီးတဲ့တော့မရှိဟိုင်းကမ်းပဲရှိ။မိမလိုချင်လားဆေးလိုချင်လားအဲ့ဒါပဲရ။စာအုပ်ကတော့မရ။အစင်အစင်အတန်းဆိုတာအဲ့ဒါဗျာအစင်တန်းဆိုတာအလကားနေရင်ကွာတော့တာမဟုတ်ဘူးဒီလိုနိုင်ငံနေရာတိုင်းဖွံ့ကြောင်ဖို့ပဲကြည်ကြဟုတ်တယ်မလား အပြော်မားလောက်ပဲကြည့်နေတာလူများနိုင်ငံကြည့်ဟိုတယ်ဆက်ကြည့်တိုက်တယ်လူကအဆင့်กว่าတော့กว่าတယ်ဆိုပြီးအဆင့်กว่าတဲ့သူမနာလိုတယ်ဗျာအိဒါမစီရပြေကိုကြတော့အဆင့်မီအောင်မနေဘူးလူလူသူသူလူစိတ်ပေါအောင်မနေကြဘူးเนาะအဲ့ဒီပြတော့ဘုန်းကြီးတွေရောလူတွေပြင်းစရာတွေပေါ့ဗျာဟုတ်ဘူးလားဗျာเนาะတတိယပြောတာကြမ်းလားဗျာဟိုပြင်းစီခြင်းလို့တတိယတော့မခံခြင်းဘူးဒီဘုန်းကြီးတွေကိုတန်းနေနေတယ်ဆိုရဟာဘူးအမြင့်ကိုမခံခြင်းတာမခံခြင်းဘူးတတိယတော့လူစူးစားတတိယတော့လည်းစူးစားတယ်เนาะ ယူစားတယ်အခုဒါပြီးဒီတော့စာကြီးတဲ့ဟောပြောပွဲအဲ့ဒါပြီးဒီတော့ပြင်ဦးလည်းမှာ၃ခုဟောပြောပွဲလက်ခံထားတယ်။ပါတယ်တော့ဗျာ။အမျိုးသားစာကြီးတိုင်းစင်ကာပူတပြီးတော့အကြအဲ့ဒီမှာဒီတော့၄နိုင်၅နိုင်လောက်ကြာ18တက်ရှိအပေါ်ဆုံး၃တက်အပေါ်ဆုံးဒီရောက်2ဘီလီယံကျော်အကုန်ခံပြီးဆောက်ခဲ့တာ။မျိုးသားတဲ့စင်ကာပူမှာရက်ကွက်တစ်ခုဆိုစာကြီးတိုင်းကအနည်းဆုံးနှလုံး၃လုံးရှိတယ်။ဒါအမျိုးသားစာကြီးတိုင်းအလဲကောင်မှာကျဝင်းသွားတာနဲ့ကော်ဖီပါအလဲကောင်မှာပန်းချီကြီးနဲ့ ဟောကော်ဖီနန်လေးတင်းလို့ကော်ဖီနဲ့ကဖီနဲ့ရတဲ့အခါကျတော့လူကတို့ကမှတ်ညာကောင်းတယ်တဲ့ဒါကြောင့်တို့ဆာကြီးရဲ့ကြီးတွေမှာကော်ဖီဘာအများတန်းရှိမတော့ရရင်တောင်ကဖီအနှံ့ကလူကိုစိတ်ရွှင်စေတယ်တဲ့အသိဉာဏ်ပွင့်စေတယ်တဲ့ရွှင်စေတယ်ပေါ့ဗျာနော်လန်းစေတယ်ပေါ့အာရုံပိုးဆူးဆိုင်နေတယ်ပေါ့အဲ့ဒီဘောနဲ့တို့ကပွင့်တာဆိုတော့အောက်အဆုံးထက်ကမြေအောက်တုံးတက်ရှိတယ်အဲ့ဒါ Charon Library သူစင်ကွေးရဲ့တမိုင်းကြောင်းကိုအဲ့ဆာကြီးရဲ့အလဲကြီးထဲမှာအာတခဏတိုင်းရေးတယ်ဒါဒီပတ်ဖတ်တဏ္ဍာရီလောက်ကြာ ။အော်တော်တော်ကြိုးစားခဲ့တာပဲ။ဒီလူတွေတော်တော်ကြိုးစားခဲ့တာပဲ။လီကွမ်းယူစာကြည့်တာကြည့်။အာရုရှားနိုင်ငံရဲ့စာကြည့်တာ။ USSR လက်ထက်နေရဆောက်ခဲ့တဲ့ဟာပေါ့။မော်စကိုမှာရှိလေအမျိုးသားစာကြည့်တဲ့ရုရှား။အဆောက်အဦးဒီလိုအဆောက်အဦးတွေငားရေကရှိ။ဝင်းတော့မပြောနဲ့တော့။အဆောက်အဦးတက်တက်တဲ့ငားရေကရှိ။ကြောက်တုံးတွေနဲ့ဆောက်တာတခဏတည်း။အားပါလေတော့ City Library Germany ဒါမြို့စာကြည့်လိုက်ပဲရှိသေးတယ် နိုင်ငံကိုစားပြုတဲ့စာကြီးတွေမဟုတ်သေးဘူးဂျာမနီအားပါတယ်နော်ဘရာဇီးဘရာဇီးစာကြီးလိုက်ဒီမှာ BRICS မှာလည်းဆရာပဲနော်လူလဲ G20 ကမ္ဘာအချမ်းသာကြွယ်ဝဆုံးသမုထိပ်တည်နိုင်ငံ20ထဲမှာပါတယ်ပါတယ်တော့ဗျာအမျိုးသားစာကြီးတာအစ္စရေးလူရဲတကဘာလုံးကိုးတန်းရှိတယ်အစ္စရေးလူ